ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Ghost Story YouTube Channel ရနေပြန်လည်လို့ကြိုဆိုလိုက်ပါရယ်။ပရိသတ်တွေအားလုံးတို့အခုတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာရဲဝင်းထွန်းရေးသားထားတဲ့ဦးကြီးမောင်နဲ့ကြာကြီးဒေဝဆိုတဲ့ဇာတ်လမ်းလေးရဲ့အစအဆုံးကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါရယ်ရှင်။ဇာတ်လမ်းကြောင်းရလေးကိုမတင်ဆက်ခင်မှာကျမတို့ Channel လေးကို Like and Subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါရယ်။အသေးသေးတင်ဆက်သိရှိဖို့အတွက်ကတော့ ဘီနာနိုတီဘဲလေးကိုလည်းနှိပ်ပေးခဲ့ပါအောင်နော်အားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်ဒီဇလန်လေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျမဖွေးဤပဲဖြစ်ပါတယ်ရှင်ဘာလိုလိုနဲ့အချိန်ကလည်းတပတ်ကျော်ခန့်ကြာသွားခဲ့ပြီဗျအခုချိန်ထိလည်းသတို့အကြောင်းကိုမသိရသေးရဲ့ပြင်ဦးကြီးမောင်ကိုလည်းမတွေ့မိဘူးအိမ်ကိုအမြဲတကားပိတ်ထားပြီးတော့ဘဲသွားတယ်ဆိုတာလည်းဘယ်သူမှမသိကြအောင်အဲဒီကြားထဲမှာတီဟာတို့လင်မယားကလည်းမြို့ကိုပြန်သွားကြတော့ကျုပ်တယောက်ထဲတိတ်ပြင်းတာပေါ့ဗျာ ။မြားတင်တို့ဖိုးတုတ်တို့ကလည်းအိမ်တော်တွေကြားနေပြီဖြစ်တော့မစုံဖြစ်ကြဘူးပေါ့ဗျာ။ကိုတောင်းတင် ပြောကိုတောင်းတင်ချမ်းရှိရဘသူလဲဗျ။ဝင်လာခဲ့လေ။ကျောင်းတုံးပြန်တံပြူလိုက်တော့ချမ်းရှိရလူကဝင်လာတယ်။အဲတခြားသူတော့မဟုတ်ဘူးဗျ။ဦးလေးစိန်တော်။တာလားမင်းဖေမရှိဘူးလား။မရှိဘူးဦးလေးစိန်တော်ရဲ့အဖေကဟိုဘေးရွာကိုခဏသွားတယ်။အမေကတော့ရွာထဲကိုထွက်သွားတယ်ဗျ။အော်အေးငါကမင်းဖေရှိလာလို့လာခဲ့တာပါကွာ။ ကိုတောင်းတင်စီမှာဆေးပေမျိုးလေးလာတောင်းတာဆေးပေမျိုးဟုတ်လားဘလို့ဆေးပေမျိုးလဲကျုပ်သိရင်ရှာပေးလိုက်မယ်လေလိပ်ပြဥလေကွာအဲ့ဒါလာတောင်းတာလိပ်ပြဥကကင်ထိုပြောက်တုတ်တာတွေကိုလိမ့်နဲ့လိပ်ပြဥလားအေးလေကွာမင်းသိလို့လားသိတာပေါ့ဗျာဒါနဲ့ဥလေးစိန်တောင်းကဘယ်နဲ့ပေးလောက်ယူမလဲတပေးလောက်ပါပဲကွာတယောက်ထဲသမားဆိုတော့များများဆဆတော့မလို့ပါဘူးဒါဆိုရင်ကျုပ်သွားတူးပေးမယ်လေအဲပို့ပို့လို့လို့နှစ်ပင်ပေးလိုက်မယ် အေးပါကွာတာလာရဲ့ကျေးဇူးပါပဲရပါတယ်ဗျာအချင်းချင်းတွေပဲပြောစရာမလိုပါဘူးကျောက်ကတော့တင်ရွေးလေးယူပြီးတော့အိမ်အနောက်ကလိမ့်ပြဥပင်တွေစီသွားပြီးနှစ်ပင်ကိုလည်းထူးခဲလိုက်တာပေါ့ကဲဦးလေးစိန်တောင်ဒီမှာလိမ့်ပြဥပင်နှစ်ပင်ကျောက်ကတော့အမြင့်ပေါမကြံတူးထားတဲ့လိမ့်ပြဥပင်တွေကိုလည်းလက်ထဲထည့်ပြီးနဲ့ပြောလိုက်တယ်ဒါနဲ့တာလာမင်းလည်းအခုရက်ပိုင်းအိမ်မှာပဲကက်နေသလိုပဲနော်ငါတို့အပိုင်းဟိုတော့ပေါ်မလာဘူးအိမ်ကက်နေတာကက်ချင်လို့ကက်တာမဟုတ်ဘူးဗျာ ဦးဟီးမောင်လည်းဘဲသွားမှမသိတရားတို့ကလည်းပြန်သွားပြီလေဖိုးတုံနဲ့မြတ်တင်ကြတော့သူ့အလုံးနဲ့သူ့ဆိုတော့ကျောင်းမှာသွားစရာမရှိရနဲ့အိမ်ကနေရတာပါဗျာ။အော်အေးငါလည်းအခုရက်ပိုင်းဦးကြီးမောင်မမြင်မိဘူးဘဲများသွားတယ်လည်းမသိပါဘူးကွာ။ပုံမှန်ခရီးသွားမယ်ဆိုရင်အိမ်အနီးကတယောက်ယောက်ဖြစ်ဖြစ်ကျောက်ကိုဖြစ်ဖြစ်အတိပေးသွားတတ်တယ်ဗျ။အခုတခါတော့ဘသူမှမသိကြဘူးအရေးကြီးကိစ္စဖြစ်မယ်ထင်တယ်။အဲ့ဒီလိုပဲတွေးရမှာပေါ့။ဦးကြီးမောင်လည်းအသက်တာကြီးတာ တန်တုံးမာတုံးပဲနော်။သူသွားကျင်တဲ့နေရာဆိုရင်နီနီဝဲဝဲသွားလိုက်တာပဲ။ဟုတ်တယ်ဦးလေးစိန်တောင်ရဲ့အခုအရွယ်တော်ဒီလောက်ကျမ်းမာတန်ဆွမ်းနေတာငငယ်ရဆိုရင်ဘလောက်များတန်မလဲမသိဘူး။ဦးကြီးမောင်ဘလောက်တန်တယ်လဲမတန်တယ်လဲဆိုတာတော့အကြီးများတို့တကြီးလွန်းတင်တို့ပဲသိကြမှာ။သူတို့ကဦးကြီးမောင်နဲ့ရွယ်တူတန်းတူလောက်ပဲလေ။ဒါဆိုရင်တော့တကြီးနဲ့ဆောင်ကားမှပဲမေးလိုက်အောင်မယ်။ဒါနဲ့တာလာမင်းလည်းပြင်းနေတယ်ဆိုရင်ငါ့ချက်နဲ့ကိုလာခဲ့ပါလား။ဟိုမှာသီးပင်စားပင်တွေနဲ့ဆိုတော့ မင်းမပြောရင်တော့မှအခုလိုကြီးပြင်းမှာမဟုတ်ဘူး။ကျောက်ကဦးလေးစိန်တောင်းချံဘယ်နှရှိလဲမှမသိတာအင်အိုပဲသိရလေ။ဒါများတာလာရငါ့အိမ်ကိုလာခဲ့ပေါ့။ပြီးကမှခြံထဲကိုသွားကြတာပေါ့လွယ်လွယ်လေးကို။အဲဒါဆိုရင်ကျောင်းညက်နေနေအေးတဲ့အခါလာခဲ့မယ်လေဦးလေးစိန်တောင်း။အေးအေးလာခဲ့လေတာလာငါစောင့်နေမယ်။ကဲကဲငါလည်းပြန်လာအောင်မယ်။လက်ပြဦးလေးကိုမြုပ်ပြီးတော့ဆိုက်ရအောင်မယ်။ကျောင်းညက်နေဆက်ဆက်လာခဲ့မယ်နော်ဦးလေးစိန်တောင်း။အေးအေးတာလာရင်ငါပြန်ပြီဟဲ့။ ။ဦးဒိန်စိန်တောင်းကတော့ခြံထဲကနေထွက်သွားတယ်လေ။အဲကျုပ်ကတော့တရေတမောအိမ်ဖို့အတွက်ကုပြင့်ပေါ်မှာလှဲချလိုက်ပါတယ်။တာလာတာလာကျုပ်ကတော့အိပ်ပြော့နေရကနေအမေအတန်ကြားလာတော့နိုးလာတာပေါ့ဗျာ။အမေဘာဖြစ်လို့လဲ။ဘာမှမဖြစ်ဘူးတာလာရဲ့။တရာတော့ကနင့်ကိုကြောင်းကိုလာခဲ့ဖို့နင့်အဖေကိုမှားလိုက်တယ်တဲ့အဲ့ဒါနှိုးပြီးတော့ပြောတာဆရာတော်ကဘာကိစ္စရှိလို့တဲ့လဲအမေရဲ့အဲ့ဒါတော့ဘယ်သိမလဲတာလာရဲ့သွားမှဖြင့်သွားဟိုရောက်ရင်သိရမယ့်ကိစ္စ哦 ကျောင်းကတော့ဆရာတော်ခေါ်ရင်ဆိုတော့ကြောင့်မျက်နှာသိပြီးတော့ရွာဦးကျောင်းကိုထွက်ခဲ့တာပေါ့ဗျာ။နေအိပ်ပြီဖြစ်တာကြောင့်ဦးလေးစိန်သောတယောက်စောင်းများစောင့်နေမလားလို့တွေးမိရင်တကားလေးတလားဆရာတော်ပြောစရာရှိလို့အခေါ်ခိုင်းလိုက်တာကွ။တိမဖျားဘယ်အကြောင်းကိစ္စပါလဲဖျား။ဒီလိုကွ။တကားလေးကကာလာသားကောင်းဆောင်ဖြစ်နေတော့ကာလာသားတွေကိုစုပြီးဖုံဖုံရဲ့အကြောင်းနောက်ကခြံတွေကိုရှင်းပြစမ်းပါကွ။ခြုံတွေကအတော့ကိုရှင်းနေပြီဆိုတော့ မွေတတ္တဝါတွေတခြားအန်ဒီယန်ရှိတဲ့တတ္တဝါတွေဝင်လာမှစိုးလို့ပါတင်မဖျားအေးကွဖုံဖုံအတွက်ကကိစ္စမရှိပေမဲ့အဲ့ဒီချန်တွေအနာကတခုတ်ပင်မှာတခုတ်ပွင့်လာကောင်းကြတဲ့ခလေးတွေအတွက်စိတ်မချလို့ပါကွခြုံရှိတို့တတ္တဝါတွေဝင်လာမှ တကြဖြတ်ကြရင် အာကုတို့များတာမို့အာကုတို့မဖြစ်အောင်မဝင်ခင်ကလေးရရှင်းစေခိုင်းတာကွတင်မဖျားဒါဆိုတပည့်တော်ကာလာသားတွေကိုစုပြီးတော့ရှင်းလိုက်ပါမယ်ဖျားတာတုတာတုတာတု ဒါဆိုအရှင်ဖျားတပဲ့တော်ပြန်ခွင့်ပြုပါဦးဖျားကောင်းပြီတကားလေးတာလားအဲကျောက်ကတော့ရွာဦးเจ้าကနေပြန်လာပြီးတော့ရွာထဲကိုလှည့်ရတော့တာပေါ့ဗျာတွေ့သည်မကာလာသားတွေအကုန်ခေါ်ပြီးတော့ဦးလေးစိန်တောင်းတို့အပိုင်းကိုရောက်လာတယ်ဦးလေးစိန်တောင်းခြံထဲမတော်ရသေးတာလားဗျအေးလေကွာမင်းကိုစောင့်နေတာနေပါဦးမင်းကကာလာသားတအုပ်တမကြီးနဲ့ဘဲဦးလေဦးလေးစိန်တောင်းခြံထဲကိုလိုက်မလို့လေဗျအမလေးဘုတ်တော်ဒီကောင်တွေရောတာဆိုရင်ငါခြံပြေးသွားလိမ့်မယ် ကျောက်ကနောက်တာပါဗျာကာလာသားတွေစုပြီးတော့ရွာဦးကျောင်းအနောက်ကတခုပင်အနီးကခြုံလေးကိုရှင်းမလို့ပါ။ဩဆရာတော်ကခိုင်းတာလား။ဟုတ်တယ်လေဦးလေးစိန်တော်ရဲ့ဘာဖြစ်လို့လဲ။ဘာမှမဖြစ်ပါဘူးကွာ။မင်းစိန်နဲ့လောက်တာမဟုတ်မှန်းသိလို့တမင်မေးကြည့်တာ။အာဗျာအချင်းချင်းကိုလှုပ်လိုက်ပြန်ပြီ။ကဲကဲကျောင်းလုံးအားပေးဆိုတော့ငါပါလိုက်မယ်ကွာ။ခဏဆောင်ပေါတူးနဲ့တရင်ယူလိုက်အောင်မယ်။ကျုပ်တို့အဖွဲရတော့ရွာဦးကျောင်းစီကိုရှောင်လန်းနေကြတာပေါ့ဗျာ။တကလေးတို့ လူအုပ်များလာပါလားကုသိုလ်ရင်းမှာအခုလိုတက်ညိလန်းကြီးရှိကြတော့ဖုံဖုံဝမ်းသာပါတယ်ဟဲ့တက်ညိလန်းကြီးရှိမှာပေါ့ဖုံဖုံရဲ့တပည့်တော်တို့ကပေါင်လာရွာသားတွေပဲလေဟုတ်ပါပြီဟုတ်ပါပြီကဲကဲလူဆောင်ရင်စကြတော့ဖုံဖုံကပိယကြီးကိုရင်တွင်းနဲ့အမီလေးလှုပ်ခိုင်းထားတယ်တင်မဖျားကျုပ်တို့ကတော့ဓာတလဲပေါတူတလဲတယွန်းတလဲနဲ့ထူထပ်နေတဲ့ခြုံကြီးကိုလည်းရှင်းကြတာပေါ့ဗျာကိုသားလာဒီအောက်မှာမမကြီးကဘာကြီးလဲမသိဘူး ကျောက်ပေါက်တူတော့အတော်လိတ်သွားတယ်ဗျကျောက်တုံးကြီးဖြစ်မှာပေါ့ကွာမဟုတ်တော့ပါဗျာကျောက်တုံးပုံစံမဟုတ်ဘူးဗျကျောက်တို့တူးကြီးလိုက်မယ်အေးကွာတူးကြည့်ရင်လည်းတူးကြီးလိုက်ပေါ့ကာလာသားတွေကအဲ့ဒီနေရာကိုတူးကြီးလိုက်တော့အနက်ရောက်ကျွန်းတစ်တားလေးတလုံးကိုတွေ့ရတယ်တစ်တားရဲ့အပေါ်အဖုံးကိုတော့တန်တမျိုးနဲ့ဖုံးအုပ်ထားတယ်အဲ့ဒီတန်ကိုပေါက်ပြီးလို့ပေါက်တူးအသွားကလိတ်သွားခြင်းဖြစ်ပါတယ်တစ်တားဘော်ကတန်ကတော့အရာလေးတော့မထင်ဘူးဗျာဟာဦးလေးစိန်တော့ တိတ်တာတော်တော်ကြပြီထင်တယ်ကနုံလက်ရရရှေးကြတယ်နော်ဦးလေးစိန်တောင်းကလည်းတိတ်တာလေးကိုအသေးချာကြည့်ပြီးတော့ခေါင်းတငိမ့်ငိမ့်နဲ့ပေါ့ဗျာကဲကဲအားလုံးပဲတိတ်တာကိုဖွင့်ကြရအောင်ကျုပ်တို့လည်းတိတ်တာကိုဖွင့်လိုက်ပေမဲ့ဘလို့မှဖွင့်မရအောင်တောပေါက်တာရှိပြီးတော့မပါတာကြောင့်ဖွင့်မရအောင်လေဦးလေးစိန်တောင်းတော့အဖွင့်မရအောင်ဗျာဘယ်နဲ့လုံးကြမတော့နီးလန်းတော့ရှိမှာပါကွခဏနေပါဦးဦးလေးစိန်တောင်းနဲ့ကိုသားလှရလေဗျာလွဲတာလေးကိုခတ်နေတယ် အပေါက်ကဖွင့်မြရင်ရိုက်ခွဲပြီးတော့ဖွင့်လိုက်ပေါ့ဗျာဟဲ့ရောင်ကြီးပေါက်ကြီးကမပြောနဲ့တစ်တာရှေ့လက်ရနဲ့လှုပ်ထားတာကွာတံမိုးထားရမဲကွာမင်းတို့ကောင်တွေကတခုခုဆိုရင် အလွယ်နီးတိတ်ကိုတုံးကျင်ကြတာပဲကာလာသားတယောက်အပြောစကားကိုဦးလေးစိန်တောင်းကညင်းလိုက်တာပေါ့ဗျာကျုပ်တို့ကလည်းအချင်းတော်ကြတဲ့အထိတစ်တာကိုစူးစမ်းပြီးတော့ဖွင့်နေကြတာပေါ့ကဲဖွင့်လို့လည်းမရတော့ဒီတော့ဆရာတော်စီမှာပဲအထားကြတာပေါ့နောက်နေ့မှဖွင့်ကြည့်ရသမျှဖွင့်ကြည့်ကြတာပေါ့ ကောင်းတယ်ဗျာဒီအစည်းအဝေးအကောင်းဆုံးပဲကျောင်းတော်ကတော့ဦးလေးစိန်တောင်ပြောသလိုတစ်တလေးကိုဆရာတော်ဖရာထက်မှာအပ်ဖို့အတွက်ကျောင်းတွင်းကိုခြေနှမ်းကြရတော့တစ်တကန်ထားတဲ့ကျောင်းကလှမ်းမရအောင်ဖြစ်နေတယ်ဟေးအောင်တားလားလားလေကွာအဲ့ဒီမှာဘာလုပ်နေရလဲကျောင်းခြေလှမ်းလို့မရတော့လို့ဗျလောက်ပါအောင်တားလားနောက်မနေနဲ့ဝင်းမဖြစ်ဝဲခဲစမ်းပါကွာကျောင်းမနောက်ဘူးဗျအတီးပြောတာကျောင်းခြေလှမ်းလို့မရတော့ကျောင်းအတီးပြောနေမှန်တီးတော့မှဦးလေးစိန်တောင်တို့တွင်နေ ြန်ပြေးလာကြတယ်။ကျုံခါးကိုကိုင်းပြီးចောင်းကိုအတင်းထိုးထက်ပေမဲ့မရဘူးဖြစ်နေတယ်။ကျုံကလည်းဘာမှမသိတဲ့အရာနဲ့အနောက်ကတိုးနေသူတွေကြောင့်ဂျားထရရနေညှက်နေပြီ။ဟဲ့လူတွေမတိုးနဲ့လေကျောင်းညက်နေပြီအနောက်ကိုဆွဲပြီးဩအေးအေးအေးကျုပ်ပြောလိုက်တော့မှကျုပ်ကိုလည်းအနောက်ကိုပြန်ဆွဲလိုက်ကြတယ်အနောက်ကိုရောက်သွားမှပဲကျုံရဲ့ခြေထောက်တွေပြန်ပြီးတော့လှမ်းလို့ရတာဗျထူးဆန်းပါလားကွာတာလာကျောင်းထဲပါလို့ဝင်မရတာလည်းမသိဘူး ဒီလာတော့ကကြောင်းတဲရနဲ့ဖြတ်လာတာပါပဲဝင်လို့ရပါတယ်အခုကဘလို့ဖြစ်တာလဲမသိဘူးကာလာသားတွေကလည်းတယောက်တစ်ပေါက်ပြောနေကြတာပေါ့ဗျာနေကြပါအောင်ตาလာလက်ထဲမှာတစ်တာရှိနေရဲ့လေတစ်တာကြောင့်များဝင်မရတာလားမသိဘူးအော်ဟုတ်သားပဲဦးလေးစိန်တော်ရဲ့ကိုตาလာလက်ထဲကတစ်တာကြီးအောက်ချပြီးဝင်ကြည့်ပါလားကျောင်းကတစ်တာကြီးကိုအောက်ချလိုက်ပြီးတော့ဝင်ကြည့်လိုက်တော့ပုံမှန်အတိုင်းပဲဝင်လို့ရတယ်ဗျသိကြပြီကွာဒီတစ်တာထဲမှာမကောင်းတဲ့အရာရှိနေလို့များလားမသိဘူး ဖြစ်နိုင်တယ်ဖြစ်နိုင်တယ်ဒီတက်တာကိုအခုချက်ချင်းဖြန့်ကြည့်မှဖြစ်မယ်ဦးလေးစိန်ကောင်းကလည်းဖြန့်ကြည့်ဖို့ပြောလာပြီဆိုတော့အစိုးရကဖြန့်ကျင်နေတဲ့ကောင်းတွေကပေါတူးတွေဓာတ်တွေကိုထန်းတော်ထန်းလိုက်ကြပြီပေါတူးနဲ့မဖြန့်နဲ့လေတရွေးနဲ့ထိုးဖြန့်ပျက်စီးသွားလဲဘာမှမဖြစ်ဘူးအန်တီယန်ရှိနေမှအားလုံးဒုက္ခရောက်ကုန်မှာဒါဆိုရင်ကြောက်ဖွင့်လိုက်မယ်ဦးလေးစိန်ကောင်းကာလာသားတယောက်ကတရွေးကြီးကင်ပြီးတက်တာအလဲတက်တဲ့ကိုအားနဲ့ထိုးချလိုက်တယ်ဟာ ကျောက်တော်တွေအကောင်လုံးကလည်းပါဆက်အဟောင်းသားဖြစ်သွားကြတယ်။တစ်တာပြင်စည်းဖို့နေနေသားသားအချင်းရလေးတော့မဖြစ်ဘူး။ဒီကောင်အားပြောလိုက်တာကွာ။ဖဲစမ်းငါလုတ်ပြမယ်။ကိုစိတ်ပူကြီးကလည်းခတ်တီတီနဲ့တရင်ကြီးကိုကင်ပြီးတော့စောင့်ချလိုက်တယ်။ဒုံးဆိုတဲ့အတန်ကြီးသာကြားရတာဗျ။တစ်တာအချင်းရလေးတော့မပေါ်လာဘူး။ဒါကဘာတစ်တာများလဲ။အရာတော့မပေါ်ဘူးဆိုတော့ဘာကြီးများလဲကွာ။ကိုစိတ်ပူကြီးကလည်းတစ်တာကိုအတော်လေးလန့်သွားပုံပဲဗျ။ဦးလေးစိန်တောင်းကလည်းစဉ်းစားနေပြီးခဏကြာမှ ဒီအတိုင်းဖွင့်မရရင်မီးခုပ်ပြီးဖွင့်ကြတာပေါ့မီးဖုံးလိုက်ပြီးတော့တန်ဟိုမီးဖုံးလိုက်ကွာမီးခုပ်ရင်တော့ရမှာပေါ့ဦးလေးစိန်တောင်းအကျန်းရလဲကောင်းတော့မီးဖို့ပြီးတန်ဟိုရဲနေအောင်မီးဖုံးလိုက်တာပေါ့ဗျာတော်ပြီရပြီတစ်တပေါ်တင်လိုက်တော့ကျုပ်တို့အားလုံးကတော့တစ်တကြီးဘယ်လိုဖြစ်သွားမလဲဆိုတာမျက်တောင်မခန့်တန်းကြည့်နေတာပေါ့ဗျာကျုပ်တို့အတွင်းတွေကိုတစ်တကြီးကရိုင်းချိုးပြစ်လိုက်တယ်ဗျမီးကူးထားတာတော့တစ်တရဲ့တစ်တကမီးမစွမ်းသလိုအရာတော့ပေါ်မလာဘူးဦးလေးစိန်တောင် ဘလို့လုံးကြမလဲတွေးပါအောင်ဒါတော့ငါလည်းမသိတော့ကွာတနေ့ရရမှာသွားပြီးတော့မြုပ်ထားကြပေါ့မူလာတွေးတဲ့နေရာပြန်ထားလိုက်ရောမကောင်းဘူးလားဦးလေးစင်တော်ရဲ့ရွာဦးကျောင်းနဲ့အနီးမှာဒီလိုတက်တက်မျိုးမရှိတာအကောင်းဆုံးပဲဒီတော့ဝေးလေကောင်းတဲ့အရက်မှာသွားထားရမှာဒါဆိုရင်လေကျုံတို့ရွာအနောက်တောထဲထဲကိုသွားမြုပ်ကြတာပေါ့အဲ့ဒီနေရာလူသူအယောက်ပေါက်လဲနေတယ်လေအေးအဲ့ဒီမှာသွားမြုပ်ကြမယ်အခုတော့ကြံနေသေးတဲ့ခြုံတွေကိုအရင်ရှင်းကြရအောင်ကျုံတို့တွေရလည်း ခြုံတွေကိုအရင်ရှင်းကြတာပေါ့ဗျာအဲခြုံရှင်းပြီးတော့ဆရာတော်ကိုတက်တာအကြောင်းရှောက်တင်ကြတယ်ဆရာတော်ကလည်းကျုပ်တို့အကြံကိုသဘောတူတာကြောင့်အနောက်တော်တန်းကိုကျုပ်တို့တွေထွက်ခဲ့တာပေါ့တာလဒီနေရာလေးကောင်းတယ်ကွာဂျိုင်းခွက်လေးဆိုတော့လူလဲတိတ်မစင်းဦးလေဒါဆိုဒီဂျိုင်းခွက်ကိုပဲထတ်တူးပြီးတော့မြှောက်လိုက်မယ်လေဦးလေအေးအေးကောင်းတယ်ကျောင်းကတော့ဂျိုင်းခွက်ကိုထတ်တူးပြီးတက်တာကိုလည်းမြှောက်လိုက်ပါတယ်ကဲကဲဒီမှာရှိတဲ့သူတွေဒီအကြောင်းတွေကိုဘသူ့အုံးမှပြန်မပြောကြနဲ့နော် မတမာသူတွေလာရှာနေကမှမဟုတ်တာတွေဖြစ်ကုန်မယ်။စိတ်ချဦးလေးစိန်တောင်ကျုပ်တို့တွေဘယ်သူမှမပြောပါဘူး။အေးအေးဒါဆိုလဲပြန်ကြတော့လေငါလည်းပြန်တော့မယ်။ကျုပ်တို့တွေလည်းအတီးတီးကိုယ့်အိမ်ကို ပြန်ခဲကြတာပေါ့ဗျာ။ကျုပ်တို့အိမ်ရောက်တော့မိုးတောင်ချုံနေပြီဗျ။ငါသားအဖေတကြီးလုံးတင်းစီကိုသွားမလို့လိုက်မလား။မင်းလည်းအပြင်းပြေပေါ့။မလိုက်တော့ပါဘူးအဖေရဲ့။ဒီနေ့ကခြုံရှင်းထားရတော့လူကပြင်းမနေလို့စောစောအိတ်တော့မယ်။အော်အေးအေးဒါဆိုရင်လည်းငါသွားလိုက်အောင်မယ်။ အဖေကတော့တကြီးလုံးတင်စီကိုထွက်သွားပြီပေါ့ဗျာကျောင်းကတော့ပေးမန်းထားတာမို့အိယာအစုံးဝင်လိုက်တယ်တာလာတာလာကျောင်းကလည်းအိမ်မက်တစ်ခုမှတ်နေတာဗျအိမ်မက်ထင်းမှလည်းဦးကြီးမောင်နဲ့တွေ့နေရင်ဦးကြီးမောင်ကခေါင်းပေါင်းအဖြူကြီးပေါင်းထားပြီးဘေးလွယ်အိတ်ကြီးနဲ့ဦးကြီးမောင်ဘယ်တွေသွားနေတာလဲဗျာကျောင်းကတော့အတိပေးမသွားအောင်တော့ငါကိစ္စတစ်ခုနဲ့ခရီးသွားနေရအခုပြန်လာနေပြီဒီကြားထဲမှာမင်းတက်တာမြုပ်ထားတဲ့နေရာကိုတေချာခရီးဆိုင်ဗျာ ဦးကြီးမောင်ကဘလို့သိနေရလဲငါရွာငါနေမှာဖြစ်သည်မြငါအကုန်သိတယ်ငါမာတာကိုအလေးသာထားငါပြန်လာနေပြီမကြခင်ပြန်ရောက်မယ်ဦးကြီးမောင်ကပြောပြီးတော့မြူးရဲလိုပျောက်သွားတယ်ဗျကျုပ်ကလည်းအခုမှတကောလုံးအေးကနေဖြစ်ပြီးတော့လန်နိုးလာတယ်နိုင်ရိုကြည့်လိုက်တော့လေမနဲ့၄နာရီတောင်ရှိနေပြီအဲကျုပ်ကလည်းလက်နဲ့ဓမီလေးဖွင့်ပြီးတော့အိမ်မော်ကနေဆင်းလာခဲ့တာပေါ့ဗျာမနဲ့၄နာရီဆိုတော့ပဝင်းကျင်ကလည်းမှောင်မှောင်မဲမဲကြီးဗျချန်တကားဖွင့်ပြီးတော့ဂျွာလန်းကနေတဆင့် အနောက်တောတန့်ကိုထွက်ခဲ့တာပေါ့ကျုံကတော့တစ်တမြုပ်ထားတဲ့နေရာနဲ့ညီတော့ခြေတန်းလုံးလုံးနေပြီးဟိုကြီးဒီကြီးကြည့်နေတာပေါ့ဗျာဟဲ့လူရစမပြင်းနဲ့တစ်တမြုပ်ထားတဲ့နေရာကိုပေါက်တူးနဲ့တူးနေတဲ့အရေးတစ်ခုကိုမြင်တာနဲ့ကျုံကလည်းဓမီနဲ့အဆက်မပြတ်ထိုးပြီးတော့ပြေးသွားတာပေါ့အဲ့ဒီလူကလည်းတစ်ဖက်ကိုထွက်ပြေးသွားတယ်ကျုံကလည်းအဲ့ဒီလူအနောက်ကနေလိုက်နေရင်ဘေးကတယောက်ယောက်ခုံဝင်ချင်းကိုခန့်လိုက်ရတယ်ဟာတာလာမင်းဒီကိုဘာလာလောက်တာလဲဟာငါစရင် မင်းရောဒီကိုဘာလာလောက်တာလဲမင်းကြောင့်အရှိရလူမမီတော့ငါတက်တောက်ကိုစိတ်ပူလို့လာကြည့်တာအရှိမဘသူလာသွားလို့လဲမသိဘူးငါဓမီနဲ့ထိုးကြည့်လိုက်တော့လူလည်းပိုင်းလောက်ပဲကွာတက်တာလာတူးတဲ့သခိုးထင်တယ်အခုချိန်လိုက်ရင်လည်းမိမမဟုတ်တော့ခနာဆောင်ကြည့်ပြီးပြန်ကြရအောင်ဘာလို့မမီရမှာလဲငဆိုင်ရဒီကောင်ပြေးသွားတဲ့ဘက်ကချန်တော့ကိုင်းတော့ကြီးကွာအနောက်ကနေလိုက်ရင်မိတယ်အေးမိတယ်ဆိုရင်လည်းလိုက်လေငါဒီမှာစောင့်နေပေးမယ်ကျောင်းကတော့ တခိုးပြေးရနောက်ကိုလိုက်ကြည့်ပြီမဲ့တခိုးရဲ့အရေးရောက်ကိုတော့မမီရတော့လေတခိုးမမီလို့ပြန်လာတော့ငဆိုင်ကစောင်းရက်သာရှိနေရဲ့ငါပြောပါတယ်မင်းမမီပါဘူးဆိုအေးကွာငါလဲမိမဲ့အထင်နဲ့လိုက်လာတာမမီတာတော့ဘယ်တက်နိုင်မှာမလဲငါတို့ပြန်ကြရအောင်တခိုးနောက်တစ်ခါတော့မလာတော့ပါဘူးမိုးလဲလင်းတော့မယ်ဆိုတော့လူတော်လူလာလဲရှိတော့မှာပဲလေအေးကွာဒါနဲ့တက်တာတော့ပါမတော်တော့ပါအောင်နော်မပါပါဘူးကွာဒီမှာကြည့်ပါလားတက်တာအဖုံးတော့မမြင်ရသေးဘူး ဒီကောင်ငါတို့ရောက်လာမှစတူးတာဖြစ်ရမယ်။အေးကွာဦးကြီးမောင်အိမ်မက်ပြီလို့ငါရောက်လာတာ။ကဲကဲငါလည်းပြန်တော့မယ်။မင်းရောမပြန်သေးဘူးလား။ပြန်ပါလေကွာ။မင်းနဲ့အတူပြန်ကြတာပေါ့။ကျုံနဲ့ငဆိုင်ကရွာအတွင်းကိုအတူတူပြန်လာခဲ့ကြတယ်။တာလာတာလာခြံရှိဟာခေါ်တန်းကြတာမို့ကျုပ်ကလည်းအိမ်မောကနေဆင်းလာခဲ့တာပေါ့ဗျာ။ဟာဦးကြီးမောင်ပြန်ရောက်လာပြီလား။ကျုံမှမျှော်လေရတာဗျ။ကျုပ်ကဝမ်းသာအားရပြောနေပေမဲ့ဦးကြီးမောင်မျက်နှာတီတီ ာလမင်းမျက်နှာသိပြီးတော့ငါအိမ်ကိုလာခဲ့ငါစောင့်နေမယ်။ဦးကြီးမောင်ကပြောပြီးတော့သူ့အိမ်မက်ကိုထွက်သွားတော့တာဗျ။အဲကျုပ်ကလည်းမျက်နှာသိပြီးဦးကြီးမောင်အိမ်မက်ကိုထွက်ခဲ့တာပေါ့ဗျာ။ဦးကြီးမောင်ကတော့အိမ်ရှိမှတမလင်ခွေထိုင်ပြီးစေးတန်ကြီးကိုခဲနေတယ်။ဦးကြီးမောင်ညာအကျုပ်ကိုအိမ်မက်လာပေးသွားတာမဟုတ်လား။အင်းတစ်တောင်အစစ်ကသူ့နေရာမှာရှိသေးလား။ဦးကြီးမောင်ကလည်းတတီကြီးနဲ့မေးတာဗျ။ကျုပ်မနဲ့အစောနှိုးတော့သွားကြည့်သေးရင်လူတယောက်တစ်တောင်ကိုဖော်ဖို့လုံးနေသေးတယ်။ ကျုပ်လိုက်ပေမဲ့မမီလို့ဗျငဆိုင်းုံလဲအဲ့ဒီနေရာမှာတွေ့သေးတယ်မဟုတ်လားဟင်ဦးကြီးမောင်ကဘလို့ ਆ ဘလို့ငါမင်းကိုပြောပြပြီလေငါပိုင်ထဲမှာဘာဖြစ်ဖြစ်ငါသိရင်တစ်တောက်အစစ်ကမရှိတော့ဘူးခေါ်သွားတာကလည်းငဆိုင်းကိုတိုင်းပဲအဲ့ဒါတော့မဖြစ်နိုင်ပါဘူးဦးကြီးမောင်ရငဆိုင်းနဲ့ကျုပ်နဲ့အတူတူပြန်လာတာလေငဆိုင်းကသူ့ရဲ့ကိုဘွားရုပ်ကိုသုံးပြီးတော့မင်းကိုလှည့်စားလိုက်တာမင်းနဲ့အတူလိုက်လာတာသူ့ကိုဘွားအစစ်ကတစ်တောက်ဖော်ပြီးတော့ဒီကနေထွက်သွားပြီဗျာ ငဆိုင်ကကိုဘွားတက်တာလားသူပညာမဟုတ်ဘူးပညာတဲ့တယောက်ယောက်ကပေးထားတဲ့အဆောင်ကိုတုံးထားတာဒါနဲ့တက်တာဖွင့်မရအောင်လေ तू ကဘာအတွက်ယူသွားတာလဲအောင်လန်းစရာတယောက်နဲ့သူနဲ့အပေးယူလောက်ထားတယ်အပေးယူကဘာလဲဆိုတာတော့မင်းသိရမှာပါဘာပဲဖြစ်ဖြစ်ပေါ့ဦးကြီးမောင်ရတက်တာဖွင့်လို့မှမရတာသူတို့ဘာလို့လို့ရမှာလဲအေးအေးဆေးဆေးပါပဲဗျာကျောင်းရဲ့စကားဆုံးတော့ဦးကြီးမောင်ရဲ့လက်တံနဲ့ကျောင်းရဲ့ခေါင်းကခွက်ကနေမြည်သွားတယ်တာမန်ပစ္စည်းနဲ့ဖွင့်မရပါနဲ့ ပညာသင်ရဲ့ပစ္စည်းနဲ့ဖွင့်လို့ရတယ်ကွာ။အဲ့ဒီပစ္စည်းကတက်တာတွေ့ရတဲ့နေရာနဲ့မနီမိုးဝေးမှာရှိရဲ့။ဟင်။ဒါဆိုသူတို့တွေကရွာကိုမဖြစ်မနေလာရမှာပေါ့။ဟုတ်လားဦးကြီးမောင်။ဒါပေါ့ကွာ။ငါလည်းအမြဲပြန်လာရတာ။မဟုတ်ရင်ပစ္စည်းကိုရသွားပြီးတက်တာပွင့်သွားမှာစိုးလို့လေ။နေပါဦးဦးကြီးမောင်ရဲ့။အဲ့ဒီတက်တာထဲမှာဘာတွေရှိလို့လဲ။ကျုပ်အမေးဆုံးတော့ဦးကြီးမောင်က စေးတန်ကြီးကိုတစ်ချက်ဖွာလိုက်ပြီးရောပညာသင်ရဲ့ကျောင်းရိုးရှိရဲ့အဲ့ဒီကျောင်းရိုးကိုရသွားပြီဆိုရင် မွေးချောင်မျိုးရဲ့သွေးနဲ့တုပ်ပြီးတော့အစီအရင်လုံးလိုက်မယ်ဆိုရင်ရောပညာတဲ့ရဲ့ပညာတွေလည်းရသလိုကိုယ့်ရဲ့ပညာတွေလည်းနှစ်ဆတိုးတွေအဲဒါကြောင့်အခုလိုတက်တာတွေကတအားအောင်ကြောက်ဖို့ကောင်းတယ်ပညာသင်ကံဝင်လေးတွေတောင်ဒီကြောရုံးရတာနဲ့မောင်နှုံးအစီအရင်ကြော်သွားတတ်တယ်အဲဒါကြောင့်ငါအမြန်ပြန်လာတာဒါဆိုဦးကြီးမောင်ကဒီကြောရုံးကိုပြန်ယူပြီးတော့ပညာမြင့်မှာပေါ့ဟုတ်လားမဟုတ်ပါဘူးကွာငါအတားမှာငါနဲ့ရပညာချင်းမတူတော့ပေါင်းဆက်မရအောင်ဒီတော့အပီးတိုင်ဖြည့်ဆည်းပြရမှာဒါဆိုရင် အချိန်ရှိတော့တက်တာဖွင့်လို့ရမယ်ပစ္စည်းကိုတောင်းရှာကြရအောင်လေဗျာတော့ကြငဆိုင်တို့ဆရာတပည့်တွေအရင်ရသွားအောင်မေငဆိုင်တို့ဆရာတပည့်မဟုတ်ပါဘူးငဆိုင်ကအပေးယူကြမှာငဆိုင်မှယုံမာတဲ့စိတ်မရှိပါဘူးငဆိုင်ကိုဖမ်းမိရင်လည်းမရိုက်မနှက်နဲ့ပြီးကမှတကြီးအပြစ်ပေးလိုက်မယ်ဒါနဲ့အခုချိန်ကရှာလို့မရအောင်လာရောက်ကြတဲ့အချိန်မှပစ္စည်းရှိတဲ့နေရာမှုတ်တက်လာတတ်တာအခုအချိန်ရှာရင်တော့အမောပဲဖြစ်လိမ့်မယ်ဒါဆိုရင်ကြောက်ညကြရင်ဘယ်အချိန်လာခဲ့ရမလဲဦးကြီးမောင် ညနေမောင်ကြီးပြောတာနဲ့ငါလာခေါ်မယ်မင်းအသိဆောင်နေဒါနဲ့ဦးကြီးမောင်ကကျုံကိုတော့အတိမပေးဘူးဆိုတော့ဘဲဟိုသွားတာလေအမေမြန်းထူလိုက်တာတာလှရာနောက်မှအေးအေးဆေးဆေးပြောပြမယ်အခုတော့ငါနားလိုက်အောင်မယ်ဒါဆိုရင်လည်းကျုပ်ပြန်လိုက်အောင်မယ်နေ့လယ်မှလာခဲ့မယ်နော်ဦးကြီးမောင်ဟေ့အောင်တာလှနေ့လယ်လည်းမလာနဲ့နေ့ခင်းလည်းမလာနဲ့ညနေမှငါလာခဲ့မယ်နားအေးပါဟေးလေးနေကျင်လို့ပါတာလှရဲ့မင်းရောက်လာရင်လေမေကွန်းနေရာတည်တည်ကြီးပါလာတက်လို့ပါ ဦးကြီးမောင်ကတော့ကျုပ်ကိုတတော်လန်းနေတဲ့ပုံမျှဦးကြီးမောင်ပြောတာဟုတ်နေတော့ကျုပ်ကလည်းတွားကြီးဖြီးပြပြီးပြန်ခေးရတာပေါ့ဗျာညနေမောင်ကြီးပြောချိန်လောက်ရောက်တော့ဦးကြီးမောင်ကျုပ်အိမ်ကိုရောက်လာတယ်ဗျဘေးလွယ်အကြီးကိုလည်းလွယ်လို့ပေါ့ဗျာကဲတာလာတွားကြမယ်အခုချက်ချင်းကြီးလားဗျမောင်တော့မမောင်သေးဘူးလေအရင်ကြုံရောက်နေတော့မကောင်းဘူးလားလာလာစကားများမနေနဲ့တွားမယ်ကျုံနဲ့ဦးကြီးမောင်ကတော့ရွာဦးကျောင်းစီကိုဦးတည်သွားပြီးတော့ဆရာတော်နဲ့ခေတ္တစကားပြောပြီးနောက် တက်တာတွေ့တဲ့နေရာနဲ့မလန်မကန်မှပုံပြီးအချိန်လေးကိုစောင့်ကြည့်နေတာပေါ့ဗျာအချိန်တနာရီကျော်လောက်ကြာသွားတဲ့အထိဘာမှထူးခြားတာမတွေ့တော့ကျုပ်ကလည်းပြေးလာတာပေါ့ဦးကြီးမောင်သူတို့လာမှသေးကြကျုပ်စကားမဆုံးခင်မှာဦးကြီးမောင်ကကျုံရဲ့ပါးစပ်ကိုလက်နဲ့အုပ်လိုက်တယ်။ဟိုမမင်းအဘတွေလာနေတာမမြင်ဘူးလား။ဦးကြီးမောင်ပြောတော့ကျုံကလည်းကျုံရဲ့အဘတွေကိုလိုက်ကြည့်ရတာပေါ့ဗျာ။ကျုံအဘမဟုတ်တဲ့အဘနှစ်ယောက်ကတော့တက်တာလေးကောင်းမွန်တည်ပြီးရှောက်လာကြတယ်။ဦးကြီးမောင် တက်တောက်ကိုဆွဲလာလဲရရဲ့သားနဲ့ဘာလို့ခေါင်းပေါ်တင်ထားရတာရောရိုးသေးလေးစားသမှုပြူတာဖြစ်မှာပေါ့ကွာငါလည်းမသိဘူးကျောက်ကလည်းဘာမှထပ်မမေးတော့ပဲအချင်းနေဟိုသားကြည့်နေတာပေါ့ဗျာသွားပြီဗျာသွားပြီကျောက်တို့တက်တောက်ကိုတူးခဲတဲ့နေရာကိုတန်းတန်းကြီးသွားတာဗျပောင်ဝင်းကြီးကလည်းလာရောက်ဖိုးဖိုးလေးစားပြီးတော့ကြနေပြီတာလာတွေ့လားဒီကောင်တွေဟိုရှာတီရှာရှာနေကြတာလာရောက်ကပြေးပြေးဝဝမကြသေးတော့မြေရမှုတ်မလာသေးရဒါဆိုလာရောက်တေချာကြမှတွေ့ကြမှာပေါ့နော် ဟုတ်လားဦးကြီးမောင်ဒါတော့သူတို့အပေါ်မှာမူတီတာပေါ့ကွာငါတို့အလောက်ကသူတို့တူးပြီဆိုရနဲ့ဝင်တားရမှာပဲကျုံနဲ့ဦးကြီးမောင်ကတော့နေရာနေမထသေးပင်ရှာတွေ့မဲ့အချိန်ကိုစောင့်နေတာပေါ့ဗျာအရင်တွင်ကျန်အိုးတခါတည်းလောက်အကြာတော့လာရောင်ကလည်းတင်ချာကြီးကိုကြားလာတယ်ကျုံတို့တတတူးတဲ့နေရာရဲ့ဝါတပြက်လောက်ကမြေကြီးကလည်းမှုတက်လာတယ်သွားပြီဗျပေါတူးကြီးထမ်းမိသွားတာမြေမိုးတဲ့အနားကိုရောက်တော့ပေါတူးနဲ့စပြီးတော့ပေါက်တော့တာပဲဟဲ့အောင်နေရန်စန်း မြေပုံကိုနှစ်ချက်လောက်ပေါက်ပြီးသုံးချက်ပေါက်မဲ့အလုံးမှာဦးကြီးမောင်ကနေရာနေထပြီးတော့အတန်ပေးလိုက်တယ်။ကျုံအပါနှစ်ယောက်ကတော့ဦးကြီးမောင်အတန်ကြတော့ဓမီနဲ့လှမ်းထုတ်ကြည့်ရယ်။အော်ဘသူများလဲလို့မင်းဟုတ်ဆရာဖြစ်ဟန်တူတဲ့သူကဦးကြီးမောင်ကိုမြင်တော့တီးရဟန်နဲ့ပြောတာဗျ။နောက်ကတယောက်ကတော့ပေါက်မြဲပေါက်နေရယ်။ငါ့ကိုတီးရယ်ဆိုတော့မင်းကဘသူများလဲကွာ။ဦးကြီးမောင်ကလည်းဓမီကိုထုတ်ပြီးတော့ထိုးကြည့်လိုက်တော့အသက်ကြီးကြီးလူစိမ့်တယောက်နဲ့သူ့အနောက်ကငဆိုင်ကိုတွေ့ရတယ် မိတ်ဆွေဟောင်းကြီးပင်အသက်ချမ်းသာပေးခဲ့တာတော့ပညာရက်တွေမဆုံးနိုင်သေးပဲ။ခက်ခက်ခဲခဲရွာခဲ့တဲ့ပညာကိုလွယ်လွယ်နဲ့ပဲဆုံးနိုင်မလဲလွမ်းတောင်ရဲ့။အေးလေငါကလည်းပညာမထုတ်ပေးခဲ့မိတာမှားတာပဲ။ဒီတခါတော့ပညာလည်းထုတ်အသက်လည်းထုတ်ပေးမယ်။အရင်လိုလွဲမဲ့ထရင်စမ်းကြည့်ပေါ့ကွာ။နေစမ်းပါဦး။မလို့စမ်းပါနဲ့။ငါငဆိုင်ကိုပြောစရာရှိသေးရဲ့။ဟိုကောင်ငဆိုင် လာစမ်းတီကိုအဲ့ဒီကောင်ကမင်းကိုလိန်ထားတာ။မင်းညမယောဂအောင်အဲ့ကောင်မကုနိုင်ဘူး။ ဦးကြီးမောင်ကလည်းငဆိုင်ကိုလှမ်းပြောတာဗျငဆိုင်ကလည်းကြောင်တောင်တောင်လေးပေါ့ဗျာဟေးအောင်တူးစရာရှိတာတူးစမ်းမင်းတိတ်ချင်လို့လားကဲငဆိုင်ငါတို့စီကိုအေးအေးဆေးဆေးသာရှောက်လာခဲ့မင်းဘာမှမဖြစ်စရာအောင်ငဆိုင်ကလည်းခဏငြိမ်နေပြီးမှကျုံတို့စီကိုပြေးလာတယ်ဒီလောက်ပြေးချင်တဲ့ကောင်ပြေးစမ်းကွာတဖက်ကပညာသေးကြီးကလည်းအနီရောက်ဆက်ကြီးနဲ့ငဆိုင်ကိုပြစ်တာဗျဦးကြီးမောင်ကအဖြူရောင်အင်းပြလေးနဲ့ငဆိုင်ကိုပြစ်လိုက်တော့ငဆိုင်ကအဖြူရောင်ဘောလုံးလေးထဲရောက်သွားသလိုမျိုးဖြစ်သွားတယ် ပညာသည်ကြီးရဲ့စက်တွေကလည်းဘလို့မှမတူဘူး။ဝိဒ္ဓမင်းရဲ့စက်တွေပညာတွေကငါအင်းတပြားကိုတော့မဖောက်နိုင်တာ။ငါ့ကိုဘလို့နိုင်ပါလဲ။ပြောစမ်းမအောင်။ဦးကြီးမောင်နာမည်ခေါ်တော့မှပညာသည်ကြီးနဲ့မရဝိဒ္ဓမှန်သိလိုက်ရတယ်။မင်းကငါ့ကိုအထင်သေးတာပဲ။အေးလေမင်းမမြင်ဘူးတဲ့ငါရဲ့ပညာပြမယ်။ပညာသည်ဝိဒ္ဓကြီးကလည်းလေးဖက်ထောင်းလိုက်ပြီးမြေကြီးကိုရှာနဲ့ရမ်းလိုက်တယ်ဗျာ။ဟာကျောက်ကလည်းအတော်လေးအံ့ဩသွားတာဗျ။ဝိဒ္ဓကြီးကိုကနေ ကြာကြီးကိုးကောင်အဖြစ်ပြောင်းသွားတယ်။ကြာကြီးတွေရလေကိုးထောင်ကြာကြာကြီးတွေပုံမှန်လူသားဆိုရင်ခဏောင်းနဲ့တည်းမှာတသားတဲ့အကြောင်းပြေးပါလေ။ကျုံတော်မှဦးကြီးမောင်ရှိနေလို့ပါဗျာ။ဩဝေဒါဝေဒါမင်းပါလေတိတ်ကိုတနာဖို့ကောင်းတာပဲကွာ။လူတကာနင်းထားတဲ့မြေကြီးကိုမှရက်ရတယ်လို့ကွာ။ဦးကြီးမောင်ကလေအရင်မလုပ်တဲ့ပုံစံနဲ့ပြောတာဗျ။ကြာကြီးတွေကမန်းဖီပြီးတော့ဦးကြီးမောင်ကိုခုံအောင်ကြတယ်။ဦးကြီးမောင်ကတော့အနာကတိတ်ရွတ်တိတ်ရွတ်ကိုကောက်ယူပြီးချိန်မွှားလိုက်တော့ ကြားကြီးရှစ်ကောင်ထံကအယိုးကျိုးတဲ့တွေကြားလဲရတယ်။အဲနောက်ဆုံးကြံတဲ့ကြားကြီးဟာတက်ချက်ဟိမ့်လိုက်ပြီးမြေကြီးကိုလက်နဲ့ကုတ်နေရင်တက်ချက်ကုတ်တိုင်းအကောင်ကတဖြည်းဖြည်းကြီးလာတယ်။နောက်ဆုံးတော့ကြားကြီးဟာဆင်းအရွယ်လောက်ကြီးဖြစ်သွားတယ်။ကျုပ်ကတော့တော်တော်လေးကိုအံ့ဩနေတာဗျ။တာလားမင်းအထက်ကြီးရဲ့ကြားမြင်ဘူးလား။ဘယ်မြင်ဘူးပါလဲဗျာ။စိတ်ကူးထဲတောင်မမြင်ဘူး။ဒါဆိုရင်တော့အခုမြင်ရတော့မှာပေါ့ကွာ။ဦးကြီးမောင်ကလည်းဘေးလွယ်အိတ်လေးကိုချုပ်ပြီးတော့အရှင်ကျုံထုတ်လိုက်တော့ ကြားဖြူကြီးဖြစ်သွားတယ်ဗျကျုံကတော့ဗစံအဟောင်းသားပဲပြောကြားဖြူကြီးကဝေးသားထက်နှစ်ဆလောက်ကြီးတယ်အနီနာကတိတ်ပိရဲ့ထိတ်ဆုံးကိုတော့ရောက်နေပြီကြားဖြူကြီးကတချံဟိမ့်လိုက်ပြီးကြားကြီးဝေးသားကိုပုတ်ထုတ်တော့တာပြောကြားကြီးဝေးသားကတော့အပုတ်ခံလိုက်ရပြီးဝါးနှစ်ပြက်လောက်လွင့်ထွက်သွားတယ်ကြားကြီးဝေးသားကတော့မဟန်တော့မန်တိလို့ထွက်ပြေးတော့မယ်လို့တော့ကြားကြီးဝေးသားပေးမှစီကြီးတခုပေါ်လာတာဗျကြားကြီးဝေးသားကစီကိုဖြတ်ပြီးတော့ပြေးမယ်လို့တော့မီးတွေရထထောက်တယ် ဦးကြီးမောင်ပြောင်းထားတဲ့ကြားဖြူကြီးကတော့ကြားသေးလေးဖြစ်သွားတဲ့ဝေဒါစီကိုခုံအုပ်ပြီးလဲမျိုးခဲတော့တာပဲကြားကြီးဝေဒါကလည်းအလူးအလဲပဲပြောလဲမျိုးကိုခဲထားပေမဲ့သွေးတွေကြမလာပဲအနဲ့ရအငွေ့တွေကြတာရာဗျကြားကြီးဝေဒါကတော့ကြားတန်ကြီးနဲ့မချိမဆန့်အော်နေရပေါ့အတော်ကြာတော့အနဲ့ရအငွေ့တွေကလည်းပျောက်သွားပြီးဝေဒါကလည်းလူပြန်ပြောင်းသွားတယ်ဦးကြီးမောင်ကလည်းမူလားပုံပြန်ပြောင်းသွားတယ်ဦးကြီးမောင်ကတော့ဘေးလွယ်အိတ်ထဲကအင်းတပြထုတ်ပြီးဝေဒါအဖို့တင်လိုက်တယ် ဝေဒါကြီးတကုတ်လုံးကမီးတွေထားလောင်ပြီးတော့ပေါက်ထွက်သွားတော့တာဗျ။ဦးကြီးမောင်ကတော့တစ်တာကိုအင်းတုံးချက်ကပ်ပြီးလွယ်အင်းထဲထဲယူလာတဲ့ပရဲရည်နဲ့လောင်းချလိုက်တော့ချက်ချင်းမီးထားလောင်ပြီးပြပြက်သွားတော့တာဗျ။ကဲတာလာနဲ့ငဆိုင်ပြန်ကြရအောင်။ဦးကြီးမောင်ကပြောပြီးတော့အရှိကထွက်သွားပေမဲ့ငဆိုင်ကလိုက်မလာဘူး။ငဆိုင်သွားမယ်လေမင်းမလုံနေရလဲ။ငါရွာအပေါ်မှာတစ္ဆာဖောက်မိရင်ငါအပြစ်တွေကြောင့်ငါဦးလေးစိန်တောင်းနဲ့တခြားကာလာသားတွေကိုမျက်နှာမပြရဲတော့ဘူး။ ဘာမှမဖြစ်ပါဘူးမင်းကလုံချိန်လုံလုံခဲတာမဟုတ်တဲ့ကြောင်းဦးကြီးမောင်ငါ့ကိုပြောပြထားတယ်မင်းဘာမှတွေးမနေနဲ့ငါဆိုင်ကတော့မျက်ရည်တွေဝဲတက်နေပါတယ်ဟိုကောင်နှကောင်လာကြလေဘာလုပ်နေကြတာလဲလောက်ရောင်ကောင်းတော့ငါဆိုင်ရဲ့ညမယောဂကိုကူးရအောင်မေဦးကြီးမောင်ပြောလိုက်တော့မှငါဆိုင်ရဲ့မျက်နှာဝင်းထိန်သွားတယ်အဲကျုံတို့ကတော့ဝေဒပြဒနာပြီးသွားရမှာငါဆိုင်အင်ကိုဆက်ပြီးတော့ထွက်ခွာလာခဲ့ပါတယ်ငါဆိုင်ရဲ့ညမမှာဘယ်လိုယောဂမျိုးရှိတာမို့ဝေဒနဲ့အပင်းယူလုပ်ခဲ့တာလဲ ကျုပ်ကတော့စဉ်းစားနေမိပါတော့တယ်။မကြခင်မှာတော့ကျုပ်စဉ်းစားနေတဲ့အဖြစ်ကိုသိရတော့မှဖြစ်ပါတယ်။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းတွေကတော့စာရင်းစရာရဲဝင်းထုံးရေးသားထားတဲ့ဦးကြီးမောင်နဲ့ကြာကြီးဒေဝဆိုတဲ့ဇာတ်လမ်းလေးရဲ့အစအဆုံးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။နောက်တစ်ခေါက်မှပရိသတ်တွေအားလုံးအတွက်ဘလို့ဇာတ်လမ်းကောင်းလေးတွေကိုတင်ဆက်ပေးသွားမလဲဆိုတာကိုစောင့်မျှော်အားပေးနာစင်မှုအတွက်ဖိတ်ခေါ်ရင်းနှုတ်ဆက်လိုက်ပါရစေ။ နာဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်ပရိသတ်တွေအားလုံးနဲ့နောက်တစ်ခေါက်ဗီဒီယိုလေးမှလည်းပြန်လည်လို့ဆုံတွေ့ကြပါတယ်ရှင်